မင်္ဂလာပါကိုကိန်းစ်တဖုတ်ဘောရှိုးကနေကြိုဆိုပါရစေ BBC ရဲ့ Transfer Gossip ကဏ္ဍမှာဖော်ပြထားတဲ့အပြောင်းရွှေ့သတင်းတွေကိုသုံးသပ်ဆွေးနွေးမှုလုပ်လိုက်အောင်ခင်ဗျာပထမဆုံးသတင်းကတော့စပိန်ဘက်က El Nacion နဲ့ကဖော်ပြထားတဲ့ Liverpool နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ပြီးတော့လေဒီစပိန်ဘက်က features သတင်းထဏာကပေါ်ပြတ်ထားတဲ့ Liverpool ရဲ့သတင်းတပုတ်ပေါ့နော်အဲ့နှစ်ပုတ်ကဆက်ဆက်မှုရှိနေတဲ့အတွက်ကြောင့်ကျွန်တော်ပေါင်းပြီးတော့ဆွေးနွေးလိုက်မယ်အဓိကကတော့ဗျာ Liverpool တင်းကို ပြောင်းရွှေ့ကျင်နေတဲ့ကစားသမားတွေများနေတာလီဗာပူးရဲ့ဒီနေ့ရသည်အမြင့်ပြန်ခဲ့တဲ့ပုံစံကိုသဘောကျနှစ်ချိုက်တဲ့ကစားသမားတွေများလာတဲ့သဘောမျိုးပဲအဲ့လိုမျိုး ပုံစံကလည်းဟိုးရင်ခစ်တီတွေကကျွန်တော်မြင်ခဲ့ဘူးလေဗျကစားသမားတွေကအတင်းတင်းကိုပြောင်းမယ်ဆိုရင်သူတို့အတွက်အာမခံချက်ရှိတဲ့အတင်းကိုပြောင်းညင်ကြတာရေရမရှိပဲဒီတိုင်းပြပြောဘလုံးရသည်တရားတွေကိုဖျက်တမ်းတဲ့အတင်းမျိုးဆိုရင်ရှီမဲချက်ကြီးတဲ့ယူရချက်ကြီးတဲ့ကစားသမားတွေကမပြောင်းညင်ကြဘူး အတကယ်တကတော့ဆိုရင်ဒါ United တို့ Arsenal တို့အရင်ပြောင်းကျင်တဲ့ကစားသမားတွေများတယ်နောက်ပိုင်း Chelsea ပေါ့ဗျာ Real Madrid ကတော့မပြောနဲ့ပေါ့အဲ့တော့ဒီနှစ်မှာ Liverpool တင်းရဲ့အရှင်ဟုန်ကောင်းကောင်းနဲ့အမြင့်ပြန်မှုဟာကျွန်တော်တွေမဟုတ်ဘူးကစားသမားတွေကိုလည်း impress ဖြစ်စေခဲ့တယ်အတင်းရဲ့အရင်တော့ Frein နဲ့ Arsenal လုံးပြထားခဲ့တာကပွင့်လင်းပြောရင်ဗျာဘာလူဝင်အားဖြစ်တင်းမှုမှမလုပ်ဘဲနဲ့ Liverpool ဒီလောက်ထိကိုအမြင့်ပြန်နိုင်ခဲ့တာကလေးစားခြင်းစရာပဲအဲ့အတွက်ကြောင့်နာမည်ကြီးကစားသမားအားလုံးဟာ Liverpool ရဲ့ ြောင်းလဲမှုတစ်ခုမှာအင်အားဖြစ်ပေးခြင်း ਨੇ ပါဝင်ကြတယ်ဝင်းဝင်း situation ပေါ့ဗျာလီဗာပူးရှစ်ဆက်မယ်သူတို့ ਨੇ အတူအမြင့်ဆုံးတနေရာကိုလိုက်ပါပြန်တမ်းမယ်ဆိုရက်သဘောမျိုးပေါ့ဆိုတော့အန်နီစီနီရဲ့ဖော်ပြချက်ထဲမှာဆိုရင်အလက်ဇနာအီးဆက်ကဘာစလိုနာကိုပြောင်းရွှေ့ဖို့လမ်းဖွင့်ထားပေမဲ့လီဗာပူးကတော့သူ့ရဲ့အဓိက first priority ဖြစ်တယ်လီဗာပူးကမ်းလမ်းမယ်ဆိုရင်ပြောင်းရွှေ့ဖို့စံနာရှိနေလို့သိရပါတယ်အဲ့တော့အန်နီစီနီရက ်စပိန်ဘက်ကတည်ငြိမ်မြစ်ဖြစ်တဲ့အတွက်ကြောင့်ဘာစလိုနာနဲ့ဆက်ဆက်ပြီးတည်ငြိမ်တဲ့ပုတ်ကိုအရင်သူဖော်ပြလိုက်တာပါဒါပေမဲ့ဘာစလိုနာကအလက်ဇန္ဒားအီးဆက်ကိုခေါ်ယူမှမလွယ်ဘူးဖြစ်မှလည်းမဟုတ်ဘူးဒါကဘာစလိုနာကိုကျွန်တော် respect မရှိလို့ပြောတာမဟုတ်ဘူးဘာစလိုနာလက်ရှိကြုံတွေ့နေရတဲ့ရင်ဆိုင်နေရတဲ့အခက်အခဲကိုပြည်သက်တွေလည်းအနည်းငယ်များတော့တည်ထားမယ်လို့ထင်တယ်ဗန်နာရေးအချက်တဲအများကြီးရှိတယ်အီးဆက်လိုမျိုးမပေါန့်တန်းတရာပတ်ချလဲလောက်ရမယ့်ဇာသမာမျိုးကိုခေါ်ဖို့ဆိုတာဝေးတယ်ဗျတချို့တဲ့ရင်တွေမှာ Louis Diaz ကို သူတို့ရထားတယ် DS Rafinha လမိုင်းညမဲ့ပုံစံမျိုးနဲ့ရှေ့က attacking trial မှာနှစ်နှစ်သုံးနှစ်လောက်သုံးတဲ့ပုံစံမျိုးလဲဖြစ်နိုင်တယ်ပေါ့နော်ထားပါအဲ့တော့ Barcelona ကိုလမ်းပွင့်ထားတဲ့ဘာညာ Kola Hala ထွက်နေပေမဲ့ Isak ရဲ့နံပါတ်1ရွေးချယ်မှု club ဒီ Liverpool ဖြစ်ပါတယ်အဲ့ Liverpool ကို Isak ပြောင်းနိုင်ခြင်းရှိမရှိ Liverpool က Isak ကိုလိုမလိုကရှေ့မှာလဲတရင်အတော်များများကျွန်တော်ဆွေးနွေးခဲ့ပြီးဖြစ်တဲ့အတွက်ကြောင့်ထွေထူးတော့ထပ်ပြောမနေတော့ဘူးပေါ့နော်။ Okay နောက်ထပ်တရင်တစ်ပုဒ်ကကြတော့အဲ့ဒီ Fisher Chess ရဲ့တရင်မှာ ဘိုင်ယန်မြူနစ်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှုဟယ်ရီကိန်းကဒီနေ့တွေရသည်ပြောင်းရွှေ့ကာလမှာအင်္ဂလန်ကိုပြန်မှုဆန္ဒရှိနေတယ်။ဒါပေမဲ့လည်းလီဗာပူးကတော့သူပြောင်းရွှေ့ခြင်းနေတဲ့ကလပ်ဖြစ်တယ်ဆိုပြီးတော့ပေါ်ပြထားတာပါ။တတင်းကလည်းမျိုးစုံထွက်တယ်။တချို့ရှေ့ပြေးကောလာဟာလာတတင်းတွေထဲမှာဟယ်ရီကိန်းဒီတော်တင်းဟော့စပါကိုပြန်မယ်။ဒါမဲ့လည်းဘိုင်ယန်မြူနစ်မှာဆက်နေမယ်မျိုးစုံပေါ့နော်။အခုချိန်မှာလီဗာပူးကိုလည်းပြောင်းမယ်။ဘာညာဆိုတဲ့တတင်းမျိုးတွေထပ်ထွက်လာတယ်။ဒီလိုမျိုးကောလာဟာလာတတင်းနဲ့ပတ်သက်ပြီးဘောလုံး ကျွမ်းကျင်သုံးသက်တဲ့သူတွေအနေနဲ့လည်းအငင်းခုန်တွေအများကြီးရှိပါတယ်။တေချာတကူကကိန်းရဲ့အသက်ရွယ်သည်အကောင်းဆုံးအသက်ရွယ်မဟုတ်တော့ဘူး။ဒီချိန်ထိတ်တန်းတိုက်စစ်မှုတယောက်ဖြစ်နေသေးတယ်ဆိုရင်တော့ဘယ်ချိန်ဘယ်ကာလမှာအဲ့ဒီထိတ်တန်းတိုက်စစ်မှုအဖြစ်ကနေရောကြသွားနိုင်တယ်အတိအကျပြောလို့မနိုင်ပါဘူး။လီဗာပူးကတော့ Harry Kane ကို investment အများကြီးလုပ်မယ်မထင်ဘူး။သူပြောင်းချင်ရင်တော့ဗျာ Harry Kane ထက်အလက်ဇန္ဒားအီးဆက်လိုကစားသမားမျိုးကိုခေါ်လိုက်တာကပို့ပြီးတော့ရုတ်တိတန်တယ်လို့ကျွန်တော်ယူဆမိပါတယ်။ လီဗာပူးသွားနေတဲ့ပုံစံလမ်းကြောင်းအလဲအသက်အရွယ်ကြီးနေတဲ့ကစားသမားတွေကိုခေါ်တာထက်ငယ်ရွယ်ပြိုမြင့်တဲ့ကစားသမားတွေကိုခေါ်မှာဖြစ်တဲ့အတွက်ကြောင့်ဟယ်ရီကိန်းနဲ့တည်င်းရတော့မဖြစ်နိုင်ပါဘူး။တိုးပေမဲ့လည်းကစားသမားကောင်းတွေအနေနဲ့လီဗာပူးကိုပြောင်းရွှေ့ခြင်းနေတယ်ဆိုတဲ့သတင်းတွေခက်စစိတ်ပေါ်ထွက်လာတယ်ဆိုတာကတော့ငြင်းလို့မရပါဘူးခင်ဗျာကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့ The Sun အနေဖော်ပြထားတဲ့ Man City အသင်းနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Man City အသင်းရဲ့ Belgium ကွင်းလယ်လူ Kevin De Bruyne က Man City အသင်းနဲ့ ဆောက်တဲ့ကုံဆုံးတဲ့အချိန်အခုနှစ်နွေရာသီအပြောင်းအရွှေ့ကာလမှာမေဂျာလိကလပ်တင်တင်ဖြစ်တဲ့ဆန်ဒီယေဂိုအသင်းကိုပြောင်းရွှေ့ဖို့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ဖော်ပြထားရမှာဖြစ်ပါတယ်။ Kevin De Bruyne ကတော့ Sorry Pro League ကိုပြောင်းရွှေ့မယ်လို့ကျွန်တော်မထင်ဘူး။ US League ကိုပဲပြောင်းကောင်းပြောင်းနိုင်တယ်ပေါ့နော်။အဲ့တော့ US League ကဘာပဲပြောတချို့သောကစားသမားကောင်းတွေ Sorry Pro League လိုမျိုး ရှိနေသေးတယ်။ရှင်ကျင်းမှုအရလည်းအရင်မကွာတဲ့အတွက်တချို့ကစားသမားတွေကတော့ဟိုလောက်ခပမာဏ သုံးပုံနှစ်ပုံလောက်ရလဲပြဿနာမရှိဘူး US League ကိုပြောင်းသွားတဲ့လူတွေအများကြီးကျွန်တော်တို့တွေ့ခဲ့ရမှုပါတယ်အဲ့အတွက်ကြောင့် San Diego မှာ Kevin De Bruyne ရဲ့ခြေရာတွေကိုမြင်ရဖို့ဆိုတာကလည်းတိတ်ပြီးအလံမွေးလို့ကျွန်တော်ယူဆတယ် Kevin De Bruyne ဒီ Man City တင်းမှာကစားဖို့အဆင်မပြေတော့တဲ့အခြေအနေမျိုးပါသူရဲ့အကောင်းဆုံးအချိန်နဲ့အသက်အရွယ်တွေကို Man City အသင်းမှာကုံဆုံးခဲ့တယ်ပေးဆက်ခဲ့တယ်။တိုးပေမဲ့ဘောလုံးရဲ့ဓမ္မတာအတိုင်းနေရာမှာအတိုင်း အသက်30ကျော်နေတဲ့ကစားသမားတွေဒီအသင်းမှာရေရှည်ပေးဆက်ကစားဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဒီတကြောင့် Kevin De Bruyne စာချုပ်တက်တန်းကုံဆုံးချိန်မှာ Man City အသင်းကတော့စာချုပ်တက်တန်းတိုးတော့မှမဟုတ်ဖဲနဲ့ Kevin De Bruyne ကိုအလွတ်နဲ့လက်လွတ်ပေးဖို့ရှိနေပါတယ် Kevin De Bruyne ကိုခေါ်ယူတဲ့အချိန်ကာလတုန်းက Wolfpack အသင်းကိုပေးချေခဲ့ရတဲ့ပြောင်းရွှေ့ရေးပမာဏကလည်း3-5သားတော့ထိုးတက်ပြီး Man City အသင်းဒီအချိုးမြတ်အများကြီးရခဲ့တဲ့အတွက်ကြောင့် Man City နဲ့ Kevin De Bruyne ရဲ့လန်းခွဲမှုကကောင်းသောလန်းခွဲမှုလို့ပဲကျွန်တော်ထင်ပါတယ်ခင်ဗျာ ။ကဲကျွန်တော်နောက်ထပ်သတင်းတပုတ်ဆွေးနွေးအောင်ခင်ဗျ။ဒီသတင်းကတော့ The Athletic ကဖော်ပြထားတဲ့ Chelsea နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်။အသက်24နှစ်အရွယ်အင်္ဂလန်တိုက်စစ်မှု Jadon Sancho ကို Chelsea အသင်းကနောက်လာမဲ့ဘောလုံးရာသီမှာအသင်းမှာဆက်မထားဘဲနဲ့ Man United အသင်းကိုပို့ဆောင်မယ်ဆိုရင် penalty fees ပေါင်5သန်းပေးချေရမှာဖြစ်တယ်လို့သိရပါတယ်။ဒီချိန်မှာ Jadon Sancho ကို United ပြန်ပို့မယ်မပို့ဘူး Chelsea မှာဆက်ထားမယ်မထားဘူးသတင်းတွေဒီအတော်လေးကိုရှုပ်ရှက်ခတ်နေတဲ့အခြေအနေမျိုးပါတချို့သတင်းတွေမှာတော့ penalty face Chelsea ကပေးလိုက်တော့မယ်တချို့သတင်းတွေမှာလည်းမဆုံးဖြတ်ရသေးဘူးရာသီကုန်ရောက်တဲ့အချိန်ကြမှာ Jadon Sancho အသေးမှရှိရမရှိဆုံးဖြတ်မယ်ဆိုတဲ့သတင်းတွေမျိုးစုံပါပဲတိုးပေမဲ့ Jadon Sancho ကတော့ Chelsea အသင်းရဲ့တာဝန်ရှိတဲ့သူတွေ coaching staff တွေရဲ့ထောက်ခံချက်ကို ကောင်းစွာရရှိထားတဲ့ကစားသမားဖြစ်ပါတယ်။အန်ဒူမော်ရစ်ကလည်းဂျေဒန်ဆန်ချူနဲ့ပတ်သက်ပြီးသူ့ရဲ့ခြေသွမ်းပိုင်းကိုသဘောကျနှစ်ချိုက်မှုတွေရှိနေတယ်လို့အသင်းကိုယ်တိုင်ကလည်းဆန်ချူကိုလုံးဝမကြိုက်တဲ့အခြေအောင်မျိုးမတွေ့ရပါဘူး။ဘောလုံးသတင်းတွေကအားလုံးသိတဲ့အချိန်ပဲကားတဲ့အတွက်ကြောင့်ကောလာဟာလာဖြစ်တဲ့အတွက်ကြောင့်ဂျေဒန်ဆန်ချူအနေနဲ့အဆင်မပြေတာနဲ့သတင်းတပုတ်ကိုဖန်တီးပြီး penalty fees ပေးမယ်ဘာညာဆိုတဲ့ပုံစံမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။သို့တော့ penalty fees က၅သန်းဖြစ်တဲ့အတွက်ကြောင့်ဂျေဒန်ဆန်ချူကိုချက်စီးသင်းပြန်ပို့လိုက်မယ်ဆိုရင် ဘာတွေဆုံးရှုံးနစ်နာမလဲဆိုတဲ့အပိုင်းလေကျွန်တော်ဆက်ဆွေးနွေးရမယ်။တကယ်တော့အားနည်းချက်အားသာချက်အကူတည်ရှိတယ်။ငါးသန်းတော့အလဟတ်သက်ပေးလိုက်ရမယ်မှန်နေ။ဒါပေမဲ့ဂျေဒန်ဆန်ချိုနောက်ဘောလုံးရသည်ဒီမှာအပြတ်ဝယ်တဲ့အခါပေးချင်ရမယ့်လောက်ခပမာဏတွေရော့ချသွားဖို့ရှိတယ်။ဒီလိုမှမဟုတ်ပဲဝယ်လိုက်မယ်ဆိုရင်25သန်းနဲ့ဂျေဒန်ဆန်ချိုလိုပလေယာမျိုးကိုရမယ်။ဒါပေမဲ့နောက်ဘောလုံးရသည်ဒီမှာဂျေဒန်ဆန်ချိုရဲ့အမောက်ပမာဏတစ်ခုရှိတဲ့များပြားတဲ့လောက်ခပမာဏကိုပေးချင်ရပါလိမ့်မယ်။အခုချိန်မှာတော့ဂျေဒန်ဆန်ချိုခေါ်ရေးမခေါ်ရေးက တိကျတေကြမေးရသေးဘူးဆိုပေမဲ့လည်းကျွန်တော်ရှင်းမှလည်းသုံးသက်ခဲ့ပြီးသွားပါပြီအဓိကဂျေရန်ဆန်ဂျိုပဲဗျချယ်ဆီနဲ့မဆိုင်တော့ဂျေရန်ဆန်ဂျိုဒီချယ်ဆီမှာတကယ်ကစားချင်တယ်ဆိုရင်သူ့ရဲ့လောက်ခပမာဏကိုအ ਨੇ ငယ်ညှိနှိုင်းပေးရမှုရှိနေပါတယ်ဒီနှစ်ဘောလုံးရသေးရတော့ပြဿနာမရှိဘူးသူ့ကိုတသိန်းပဲချယ်ဆီကပေးရတာဂျန်တဲ့အမောင့်ပမာဏတွေက United ကပဲပေးချင်နေရတဲ့အတွက် တသိန်းကမျက်နှာလဲကဲပစ်လုပ်ပြီးတော့ပေးလိုက်လို့ရတယ်တိုးတော့ fully salary ပေးရမယ့်အခြေအနေမျိုးမှာတော့ချယ်ဆီနေနဲ့မလွယ်တော့ဘူးသူ့ကို United အသင်းက ထည့်သွင်းချုပ်ဆိုထားတဲ့ bonus ပမာဏတွေကိုပါထည့်ပေါင်းလိုက်ရင်3သိန်း2000ကျော်လောက်ရှိတယ်ဗျကျွန်တော် bonus ဆိုတာကထပ်ပါတော့ဘလုံးရာသီတရာသီပြည့်တိုင်းသူ့ကို extra bonus ဘလောက်ပေးမယ်ဆိုရဲသဘောတူညီချက်မျိုးဖြစ်ပါတယ်အဲ့လို bonus တွေက Chelsea မှာတယောက်လောက်ပဲရှိမယ်ဗျဒါမဲ့ United ကတော့အရင်တုန်းက2ယောက်3ယောက်လောက် bonus တွေထည့်ချုပ်ထားတာတွေ့ရပါတယ် bonus တွေသည်အမတက်အမတန်ကိုပြဿနာရှိတဲ့ထည့်သွင်းချုပ်ဆိုမှုသဘောတူညီချက်တွေဖြစ်ပါတယ်ဒီအတွက်ကြောင့် Jadon Sancho အနေနဲ့ပေါင်3သိန်းခွဲလောက် ရတဲ့ပုံမျိုးပဲဖြစ်ဖြစ်နှစ်သိန်းလောက်ရတဲ့ပုံမျိုးပဲဖြစ်ဖြစ်သဘောတူညီမယ်ဆိုရင်တော့ Chelsea ကပေါင်25သန်းပေးပြီးခေါ်သွားဖို့အသင့်အနေထားရှိနေတယ်လို့ကျွန်တော်ထင်ပါတယ်အဲ့အတွက်ကြောင့် Jadon Sancho ရဲ့လောက်ကပမာဏရှော့ရွေးတည်တာလည်းအဓိကဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုလေးဒီမှာနားချင်ပါတယ်ကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ